2021ဖေဖော်ဝါရီလဆေးအနာသိမ်းမှုကိုတန်းနဲ့ချီတဲ့ပြည်သူတွေလမ်းမော်ထွက်စန့်ကျင်ကန့်ကွက်ချိန်မှာပြစ်ခတ်ဖြိုခွင်းခဲ့တဲ့လက်နက်ကင်တွေကတည်ရဲရင်ထွက်ခဲ့ဆိုပြီးရာဇဝင်တွင်အောင်စိန်ခေါ်ခဲ့ကြပါတယ်။နေအိမ်ထဲထီလက်နက်တကားကနဲ့ဝင်ရောက်ရိုက်နှက်ဖမ်းဆီးတာတွေလို့လုံခြုံရေးကင်မရာတွေကိုရိုက်ချိုးဖျက်ဆီးပြီးတော့ တင်ရဲရင်ထွက်ခဲ့လို့တတွင်တွင်စိန်ခေါ်ခဲ့ကြပါတယ်။အန်ဂျီစစ်တုံးနေခွေခွေခွေဂျီစစ်တုံးနေခွေအဲ့လိုစိန်ခေါ်ခဲ့ကြတဲ့စစ်သားတွေရဲတွေ၎င်းတို့ရဲ့လက်ပါစီအပေါင်းပါတွေရဲ့ခက်ထန်တဲ့မျက်နာတွေကိုပြည်သူတွေကမေ့ဖြောက်နိုင်ကြမှာ။ဘယ်လိုလဲမပြောပြ ခုကမှာတော့စစ်သားတွေရဲဝန်ထမ်းတွေဟာ၎င်းတို့တာဝန်ကျအရာနယ်နိမိတ်ပြင်ပသူတွာလာရမှာတာမန်အရက်သားလိုဟန်ဆောင်ပြီးတွာလာနေကြရပြီဖြစ်ပါတယ်။ရန်ကုန်မြို့တွင်အုတ်ချုပ်ရဲမှုတွေစစ်ရာရှိဟောင်းကြီးတွေစစ်ကောင်စီလက်ပါစီလိုယူဆရသူတွေကိုမြို့ပြပျောက်ကြားဖွဲ့တွေက မကြာခဏပြစ်ခတ်တပ်ဖြတ်နေတဲ့တွေ့သေးရရင်ထွက်ခက်လို့ပြောဆိုခံရသူတွေရင်ဆိုင်ရလိမ့်ရှိတဲ့အကြောက်တရားဟာ၎င်းတို့ထံတဖန်ပြန်လဲသွားပါလိမ့်မယ်။ အရင်က၎င်းတို့ခီးသွားရင်ကား dashboard ပေါ်မှာစစ်အုပ်ထုတ်တင်စစ် uniform ကိုထိုင်ကုန်မှာချိတ်ထားတဲ့နီးလန်းတွေတုံးပြီးဂုံစာစွာနဲ့၎င်းတို့ဟာဘယ်သူဘယ်ဝါဘယ်ဌာနကဖြစ်တဲ့ကြောင်းပြုမှုသွာလာလေးရှိခဲ့ကြပါတယ်လက်ရှိမှာတော့၎င်းတို့အဓိကသုံးပြုနေတဲ့ရန်ကုန်မန္တလေးမြန်လန်းနဲ့လမ်းဟောင်းမှာတော်လရင်အင်အားစုတွေချေချနိုင်တဲ့နေရာတွေဖြစ်လာပြီး၎င်းတို့ကိုယ်တိုင်မကြာခဏဟန်တာစစ်ဆေးခံနေရပြီဖြစ်ပါတယ် ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကရန်ကုန်မန္တလေးမြန်လန်းမိုင်းတိုင်260နှစ်အနီးမှာနန်းဆန်လေးတက်သူသွားမဲ့စီတဲရင်နဲ့စစ်သားတချို့ကိုတော်လင်းအင်အားစုကဖမ်းဆီးရမိခဲ့ပါတယ်။ဇန်နဝါရီလဆန်းပိုင်းကလည်းစောလို့ရေးဝန်ကြီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးတန်းထွန်းကိုရန်ကုန်မန္တလေးအမြင်လမ်းမပေါ်မှာ တော်လင်းရေးဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။အလားတူ2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာလည်းအမြင်လမ်းမိုင်းတိုင်အမှတ်262မှာ မိသက်ဦးစီးဌာနမှာညွှန်ကြားရေးမှူးရွှေဘနဲ့ဒေါခင်နှွက်ရွှေဒီဇင်ဘာလ30ရက်နေ့မှာထောက်ပို့တက်မှာတက်ချက်တူစစ်သားတူနဲ့ဗိုလ်ကြီးတူရဲ့ဇနီးဖြစ်သူတို့ကိုတော်လန်ရေးအဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။အနာသိန်းစစ်ကောင်းဆောင်ကိုယ်တိုင်နေပြည်တော်မှာလုပ်တဲ့အခမ်းအနားတွေတက်ရောက်ရင်လုံခြုံရေးအထူးတင်းကျပ်လေးရှိပြီးအခမ်းအနားကျင်းပရာခမ်းမမှာလဲဒရုန်းနဲ့တိုက်ခိုက်မခံရစေဖို့ဂျင်မာလို့ခေါ်တဲ့ ဒရုန်းခွင်ကိရိယာတွေတက်ဆင်ပြီးကာကွယ်ထားရပါတယ်။နေပြည်တော်ပြည်ပသို့တွားရောက်တဲ့စစ်ကောင်စီဝင်ကြီးတွေနဲ့ကောင်စီဝင်တွေကိုလည်းလုံခြုံရေးဂရုစိုက်ကြဖို့စစ်ကောင်ဆောင်ကိုယ်တိုင်မှာကြားလေးရှိတဲ့ကြောင်း ကောင်စီဖွဲ့ဝင်တဦးရဲ့ရုံးဖွဲ့ဝင်တူကပြောပါတယ်။စစ်ကောင်စီဟာ၎င်းတို့ရုံးဆိုင်ရာနေပြည်တော်အဝင် တိုးကိတ်မှာခီးတွေကိုမှတ်ပုံတင်နဲ့တိုက်ဆိုင်စစ်ဆေးပြီးမှဝင်ကွင်းပြုတ်တယ်လို့ရန်ကုန်အဝင်အမြန်လန်းအစမှာလဲနှုံကြုံရေးအထူးပင်းချက် စစ်ဆေးလေးရှိပါတယ် ပြည်ထရေးနဲ့ကာကွယ်ဝင်ကြီးဌာနတို့မှဝန်ထမ်းတွေကိုသဘင်အတူညှက်ဖို့ညွှန်ကြားချက်တခုမှတ်လကထွက်လာရမှာအဲ့ဒီသဘင်ပုံစံရဘယ်သူပဲဝါဖြစ်တယ်ဆိုတာတိသာပေါ်လွင်စေနိုင်တာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကြားမှာမကြည်မနက်ဖြစ်ခဲ့တာရှိတယ်လို့ဒူရဲအုပ်ရရှိတူကဆိုပါတယ်ခီးသွိုင်းတောင်ကိုကိုရဲမန်မသိအောင်ရဲဝတ်နဲ့သွာလာနေရတာအဲ့ဒါကိုသဘင်ညှက်ဆိုတော့သဘင်ကြည့်တာနဲ့ရဲမန်တန်းတီအောင် လုပ်တယ်လို့မဖြစ်ဘူးလားလို့ အဆိုပါအရာရှိကမေကွန်ထုတ်ပြောဆိုပါတယ်အထက်မှာဖော်ပြခဲ့တဲ့ခြေအနေတွေကြောင့်နေပြည်တော်နဲ့မြို့ကြီးတွေကစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအပြင်ဝန်ထမ်းအရာရှိနဲ့အမှုရမ်းတွေဟာ၎င်းတို့ရဲ့လုံခြုံရေးအခြေအနေကိုအထူးစိုးရိမ်နေကြရတယ်လို့သိရပါတယ်နေပြည်တော်မိသားစုရှိရာကိုတပတ်တစ်ချိန်ကိုပိုင်ကားနဲ့ပြန်လေးရှိပေမလဲအခုတော့မြည့်ရထားဝေးပြေးကားတွေနဲ့သာ မထင်မရှားသွာလာရတော့တယ်လို့ရန်ကုန်မြို့ကအသက်40ကျော်ရွယ်ဌာနဆိုင်ရာဝန်ထမ်းမြို့သားတူပါပြောပါတယ်။ခီးသွားရင်ပတ်စံအိထဲဝန်ထမ်းကတ်ကိုမထည့်ရတော့ဘူး။ PDF တွေနဲ့တွေ့လို့ဝန်ထမ်းမသိရင်ခေါ်သွားမှလဲစိုးတယ်။အဲ့ဒါကြောင့်မို့အများပြည်သူလိုပဲသွာလာတော့တယ်လို့အဲ့ဒီမြို့သားဝန်ထမ်းကဆိုပါတယ်။စစ်ကောင်စီအုပ်ချုပ်မှုအားကောင်းတဲ့ဒေသတွေမှာသာဝန်ထမ်းတွေပုံမှန်တိုင်းပြုမှုနေထိုင်သွားလာနိုင်ကြပြီ တော်လင်းအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့စစ်ကောင်စီအုပ်ချုပ်ရေးရန်နေရာမရှိတော့ဘဲဝန်ထမ်းများပြားဟာလည်းမြို့ကြီးတွေမှာရှိတဲ့ဌာနတွေစီကိုခရုခရဲနဲ့တင်းရှောင်နေကြရပါတယ်။ပြီးခဲ့တဲ့၄နှစ်တွင်ဇာတိမြေကိုပြန်မသွားနိုင်တဲ့ဝန်ထမ်းတွေအများပြားရှိခဲ့ပြီးမတ်ပုံတွေမော်ကအလုတ်ကင်ဖော်ပြချက်ကိုပြင်ဆင်ပြောင်းလဲမှုတွေလုပ်လာကြတယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းတွေနဲ့ဒီဌာနနဲ့နှိစက်သူတွေကပြောပါတယ်။ အခုဝန်ထမ်းတွေရောစစ်တပ်ကမိသားစုတွေရောမှတ်ပုံတွေမှာအလောက်ကန်ပြောင်းကြတာအတော်များတယ်အဓိကခီးသွားတဲ့ခါကြောက်ကြလို့တော့ပြောတယ်လို့ပဲခူးတိုင်းကလာဝကဌာနနဲ့မိဆက်သူတူကဆိုပါတယ်ရန်ကုန်မန္တလေးမြန်လန်းလျှောက်မှာစစ်ကောင်စီတက်စခန်းတွေ10နဲ့ချီထားရှိထားပေမဲ့တော်လရင်တက်ဖက်ဝင်တွေရဲ့တက်ခိုက်ခြင်းမကြာခဏခံနေရပါတယ်ဒီအမြင်လန်းဟာမိုင်360ရှီလျက်ပြီး ကြားထဲမှာနေပြီးတော့ပဲခူးတိုင်းစတဲ့နေရာတွေကိုဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာတည်ရှိတဲ့ကြောက်စဲမင်းကြံနဲ့မိထီလာခရိုင်တွေဟာစစ်တပ်ထောက်ခံမှုအားကောင်းတဲ့ဒေသတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းတောင်ငူမြို့နယ်နဲ့ရီတာရှည်မြို့နယ်တွေမှာတော့ပဲခူးတိုင်းကတော်လန်ရေးတပ်ဖွဲ့ဝင်တွေလှုပ်ရှားနေတဲ့တွေ့တိုက်ပွဲတွေမကြံခဏဖြစ်ပွားလေးရှိနေပါတယ်။ ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့နဲ့26ရက်နေ့ကရန်ကုန်မန္တလေးလမ်းဟောင်းနဲ့မြစ်ထားလမ်းရေကင်းစကန်ခုနှစ်ခုကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစကန်တွေကိုသိမ်းယူခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ကလည်းအမှတ်40မြင်းညံဖြိုင်တရင်မှာတော်လိုင်းတပ်ဖွဲ့ဝင်တွေကနထိုးကြီးမြို့နယ်ရှိရန်ကုန်မန္တလေးမြင်းလမ်းမိုင်နိုင်318နဲ့319ကြားရှိလမ်းနှစ်ဖက်စလုံးကိုပိတ်ဆို့ပြီး ခီးသွားပြည်သူတွေနဲ့တွေ့ဆုံစကားပြောဆိုခဲ့ပြီးတော့၎င်းတို့ရဲ့နေမြေစိုးဝန်းနိုင်မှုအခြေအနေကိုကြံ့တာခဲ့ပါလိမ့်။အဲဒီလိုတွေ့ဆုံစကားပြောဆိုရမှာတော်လင်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်မှာဖြစ်ပြီးခီးသွားပြည်သူတွေမလိုအပ်ဘဲအမြင်လမ်းပေါ်မှာခီးမသွားကြဖို့ညပိုင်းချိန်မှာမထွက်ကြဖို့တိုက်ပွဲဖြစ်ပွားနေပါကကားဆက်မမောင်းမဲလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့တတိပေးခဲ့ပါလိမ့်။ ဒီလိုခြေနေတွေရှိနေတာကြောင့်ဝစ်စားဆင်ရင်မှုကိုဆင်ကျင်းနေရတယ်လို့အထက်ပါရဲရရှိကပြောပါတယ်ကျွန်တော်တို့ဆိုရင်တန်းစီတဲ့အချိန်မဲ့ဝတ်တာကျန်တဲ့ချိန်ကအရက်ဝတ်နဲ့ပဲသွားတာယူနီဖောင်းကြီးဝတ်ပြီးဂုံစားလို့ရတဲ့ခေတ်လည်းမဟုတ်ဘူးလေယူနီဖောင်းကကိုယ့်အသက်အနည်းရှိတယ်လို့ဒူရဲဦးကဆိုပါတယ်လေးနှစ်တွင်ပြည်သူတွေရဲ့နေအိမ်သိန်းနှဲချီကိုမိရှို့စာတင်ကျောင်းတွေတိုင်းသားနေမျိုးတွေမှာရှိတဲ့သာသနာအဆောက်အုံတွေကိုဘုံကျဲ လူထောင်ပေါင်းများစွာကိုတက်ဖြက်ရန်ငါခဲ့တဲ့စစ်တပ်ဟာခုခါမှာစစ်တပ်သမိုင်းမှာမရှိခဲ့ဘူးတဲ့ဖြစ်ရပ်တွေနဲ့ကြုံတွေ့နေရပါတယ်။စစ်ဌာနချုပ်တွေကိုတော်လိုင်းအင်အားစုတွေကတင်ပိုက်တာမြို့ကိုထိန်းချုပ်နိုင်မှုလက်လို့ဆုံးရှုံးရတာတော်လိုင်းအင်အားစုတွေထံလက်နဲ့ချတာတွေဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ဖြစ်လာခဲ့ပါတယ်။လက်နဲ့မဲ့ပြည်သူတွေကိုသေရဲရင် ထွက်ခဲ့လို့တစ်ချိန်ကရိုင်းပြစွာ စင်ခေါ်ခဲ့သူတွေဟာ ခုခါမှာတော့လက်နဲ့ကင်ပြီးအကြောက်တရားနဲ့နေထိုင်ရသူတွေဖြစ်လာနေပါတယ်ခင်ဗျာ